ကျွန်တော်မြို့သမီးလည်းရမ်းကောင်းပါတယ်အဲသူ့လည်းကျေးဇူးတင်ပါတယ်သူကလည်းမိဘကိုချစ်တတ်တဲ့လူတွေဆိုတော့ကျွန်တော်မိဘနဲ့ချဲ့ရတာလည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီလည်းအိမ်အောင်ကြားသွားပြီဆိုပေမဲ့လည်းကျွန်တော်မိဘဘာမှာကျွန်တော်100%ကျွန်တော်ကြည်နိုင်တယ်သူလည်းခွင့်ခွင့်နားလည်တယ်ပြီးတော့သူ့ဘက်ကလည်းတမိဘကလည်း100%လည်းသူကြည်နိုင်တယ်ကျင့်နေဆိုတာဟုတ်လားပြောလို့ပေါ့ငွေပြောတာမဟုတ်ဘူးနော်အဲလူလူမိဘကိုဟာလူငွေအားလူအားပေါ့နော်အများတန်းတိတ်ကြဲလို့ခွေးနိုင်တယ်ဆိုတော့ကောင်းတယ်ပေါ့အဲကောင်းတယ်ပေါ့ပြောရှင်းတာ ူးများတော့မမြင်နိုင်တော့အောင်ပြုတ်ချစ်ခဲ့နေရငါတိတ်ချစ်တိတ်လေမုန်းနေချုပ်ခဲ့အတဆူမာကအပိတဲ့အတွက်အတဆူအပိတဲ့အတွက်ပြည်သက်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကျွန်တော်ဒီထဲမှာကဟိုကျွန်တော်ရဲ့အပြင်ကာရီတာနဲ့အနည်းဆက်ဆုံးကျွန်တော်တည်ဥဆောင်ထားတာပါအဲတက်နိုင်သလောက်ပေါ့နော်ပေါ့ပြက်ပြက်နဲ့အဲကျွန်တော်အောင်ရည်ချမ်းပေါ့ဟိုမှာတော့ သူရရောင်နေထုံးကာရီတာတော့ပတ်စံတည်းနဲ့ရှိတာဗောနော်အပြင်မှာတော့ပတ်စံမရှိဘူး။ဟိုမှာတထေးသားဖြစ်တယ်အဲအမေတယောက်အမေရဲ့ချစ်ခံမှုဒါအရာအမေကိုလည်းချစ်တယ်ဗောနော်အဲ့လိုသားတယောက်နေလည်းတေးဥဆောင်ထားတယ်အဲ့လိုပြောတဲ့ flow ကအဆအဗောနော်အဲ့လိုကျွန်တော်ရဲ့အပြင်ကာရီတာနဲ့တူအောင်တော့တနေ့တော့ကြိုးစားထားပါတယ်။ကျွန်တော်လည်းအပြင်မှာအမေကိုရမ်းချစ်တယ်အမေလည်းချစ်တယ်ဖေလည်းချစ်ပါတယ်။အမိဘနဲ့ပါလို့ကျွန်တော်လည်းအရင်ချစ်တဲ့ထဲမှာကျွန်တော်ပါတယ်။သူတို့ကိုတနေ့တော့ခေါင်းထဲမှာအများနဲ့တွေ့တယ်။သူတို့ကကျွန်တော်တို့ငငယ်လေးကမိဘနဲ့ပါအခက်အခဲရုန်းကန်ရတာရုန်းကန်တော့ အဲကျွန်တော်တို့ရှာဖွေနေတဲ့အချိန်မှာတိတိတော့သူတို့ကိုပြေစုံထားခြင်းတယ်အဲပြေစုံတဲ့ပြေစုံထားခြင်းတဲ့စိတ်ကအမြဲတမ်းရှိတယ်အခုလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့ဟိုဒီစကားထဲမှာလည်းအဲ့လိုပဲပေါ့အမေဘလိုပဲဖြစ်ဖြစ်အပြင်မှာလည်းအဲ့လိုပဲကျွန်တော်အမေပြင်မှာပဲပါပဲဖြစ်ဖြစ်ချစ်တယ်လို့မျိုးပေါ့နော်အမေဒီစကားထဲမှာလည်းအမေဘလိုပဲဖြစ်ဖြစ်ချစ်မယ်မိကိုတိတိတော့ကောင်းအောင်ထားမယ်ဆိုတော့မူကလေးတွင်းထားတယ်အဲ့တော့ဇညုံထဲမှာလည်းကိုဖြစ်ချင်တာနဲ့ဟာနဲ့ကွက်တိကြတာပေါ့အဲ့တော့တိတိတော့အမေကိုချစ်တဲ့စိတ်ကိုမြန်မြန်ထည့်ထားတဲ့ လူကြိုက်တယ်လေးဖြစ်တာပေါ့အဲကျွန်တော်မျိုးသမီးလည်းရမ်းကောင်းပါတယ်အဲသူ့လည်းကျေးဇူးတင်ပါတယ်သူကလည်းလည်းမိဘကိုချစ်တဲ့တဲ့လူတွေဆိုတော့အဲကျွန်တော်မိဘနဲ့ချဲ့ရတာအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီလည်းအိမ်အောင်ကြာသွားပြီဆိုပေမဲ့လည်းကျွန်တော်မိဘဘာမှာကျွန်တော်ဟန်ဘက်ပါဆက်ကျွန်တော်ကြည်နိုင်တယ်သူလည်းခွင့်ခွင့်လွန်နားလည်တယ်ပြီးတော့သူ့ဘက်ကလည်းတမိဘကလည်းဟန်ဘက်ပါဆက်သူကြည်နိုင်တယ်ကြည်နိုင်ဆိုတာဟိုနပြောလို့ပေါ့ငွေပြောတာမဟုတ်ဘူးနော်အဲလူလူမိဘကိုဟာလူငွေအားလူအားပေါ့နော်အများတန်းတိတ်ကဲလုပ်ပေးနိုင်တယ်ဆိုတာကောင်းတယ်ပေါ့အဲ ကောင်းတယ်ပေါ့ပြောရင်တာဒါတော့လေညှိနိုင်ပြီနေရတာပေါ့နော်အဲတစိမ့်တွေပဲလေဟုတ်လားကျွန်တော်မြို့သမီးနဲ့ကျွန်တော်အမေနဲ့ကြာတော့ကြာတော့လေတစိမ့်ပဲပေါ့တစိမ့်တွေကြာမှာတော့ကျွန်တော်တယောက်တော့ညှိနိုင်ပြီယူရပါပေါ့ပေါ့နော်ဟိုလူတွေရဲ့သဘောသဘာဝမှာတော့ကျွန်တော်တယောက်မသိရလူကတော့ချက်ချင်းကတော့စိမ့်ကြမှာပဲအဲတရားတော့ဆယ်ချင်းမတူရင်တော့ပြဿနာတက်ကြတာပဲအဲ့ကြောင့်ပါမမ တယောက်တယောက်တိခံခွင့်လွန်ရတာပေါ့နော်။ဒါတော့ तू ကဒီလိုစိတ်မျိုးလေးရှိပါလားဆိုတဲ့အတိတ်တခုရှိထားလို့ရှင်ဒါကိုတိခံပေးရမယ်ပေါ့ဆိုတဲ့အတိတ်လေးတခုရှိနော်။အဆင်ပြေမလို့ထင်တာပဲပေါ့နော်။ तू ကဒီလိုဖြစ်ရမလားဟာလားငါချွေးမဒီလိုဖြစ်ရမလားတမန်ဒီလိုဖြစ်ရမလားဆိုတော့ချင်းလုံးမန်တက်နေတော့တမီးရလည်းမန်တက်ချွေးမလည်းရခမလည်းမန်တက်ဟာလားဒီဘက်မန်တက်ပြီးတော့တယောက်တယောက်တားရှင်တမီးရှင်ဆိုတဲ့စိတ်နဲ့နေတိုင်းကြရင်တော့ရာမတော့အဆင်ပြေမလို့တော့မထင်ဘူးပေါ့နော်။ညာအားလုံးကတော့ ညှိနှိုင်းပြီးတော့ယူကြတာပါပဲဟိုမီဒီယာရှေ့မှာတော့ချစ်ခင်အောင်နေပြတာနောက်ွက်မှာတော့ထုထောင်းနေကြတာအဲဒီလိုပါပဲအစဉ်ပြေအောင်ပေါ့နေရတာပေါ့မရဲကျွန်တော်တို့မှာကဟိုပြည့်စုံတယ်ဆိုတော့မရှိတာဒါပေမဲ့ခက်ခဲဆိုတာတော့မြန်နောက်ွက်မှာမြန်မြန်ရှိတယ်လေအဲ့တော့ကျွန်တော်တို့အစဉ်ပြေအောင်ညှိနှိုင်းပြီးနေကြတာပါယုံကြည်မှုယုံကြည်ကြတော့သူ့ကိုယ်တော်ကျွန်တော်ယုံကြည်မှုပေးရတာပေါ့နော်မှန်တမ်းပြောရင်တော့ तू ကတော့ဘုရားတရားသမား ။ဘွားကိုအေးချမ်းနေတဲ့လူတရားပေါ့နော်။သူကျွန်တော်ကိုချစ်လို့သူကျွန်တော်တန်ရုပ်စီရှိလို့သူကျွန်တော်ကိုလိုချင်တယ်။ကျွန်တော်လည်းသူ့ကိုချစ်လို့ကျွန်တော်လည်းယူတယ်။ယူချင်တယ်ယူလိုက်ကြတာပေါ့နော်။အဲ့ဒီကိစ္စပဲရှိတော့အဓိကကျွန်တော်ဒီငယ်ဒီသူဒီကျွန်တော်တို့အထက်ဒီနည်းနည်းကြီးတယ်။ကြီးရဆိုတော့ကျွန်တော်တို့ဒီလူရတမဖြစ်တဲ့အတွက်သူစိတ်ချမ်းတော့ကျွန်တော်ကနေပြရမှာလေသူစိတ်ဆိုင်ဖြစ်အောင်ကျွန်တော်ကနေပြရမှာပေါ့အဲ့တော့ကျွန်တော်တို့ကကျွန်တော်မှာဘူတာဝင်များပါတယ်တာဝတာအဲ့တော့သူစိတ်ချမ်းတော့နေပြလိုက်လို့ရှိရင်လောကကြီးအေးချမ်းပါလေဟုတ်အေးချမ်းအောင်လားနေလဲစိတ်ချမ်းတော့ကျွန်တော်ဘက်ကပဲအများဆုံးနေရတာပါ သူ့ဘက်ကိုကျွန်တော်က100%ယုံကြည်ပြီးသားတယ်သူဒီဖရားတရားနေမှာသူသူဒီဘွားမှာအေးချမ်းနေတယ်အေးစင်းနေတယ်သူတယောက်ဆိုတော့သူ့ဘက်ကိုပြောကြအောင်ကျွန်တော်တို့ကပဲလူငယ်တွေဖြစ်တယ်ကျွန်တော်ကငယ်တဲ့အတွက်အဲခဏပြောတော့သူလူချင်းတဲ့အချက်လေးတွေကိုကိုယ့်ကိုပြုပြင်နေရတာပါ